ကဲအခုဆိုရင်တော့ကျွန်တော်တို့ဒါကလပ်ပွဲတွေကစားလို့ပြီးသွားပြီဆိုတော့ဒီကြားထဲမှာဒါနိုင်ငံနိုင်ငံပွဲတွေပြန်ပြီးတော့ကစားရတယ်။အခုဆိုရင်တော့ကျွန်တော်တို့ဒါ Nation League ဒါပွဲစဉ်လေးတွေရှိရပါတော့။ဒါ Nation League ပွဲစဉ်လေးတွေထဲမှာဆိုရင်လည်းကျွန်တော်တို့ဒါနောက်ဆုံးဒါ Final ပွဲစဉ်ထိတောင်မှပဲရောက်ရှိနေပြီ။ဒီ Final ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒါသွားပြီးတော့တွေ့ရတဲ့နှစ်သင်းကဒါပိုတူဂီနဲ့စပိန်နဲ့ပေါ့နော်။ပိုတူဂီကလည်းအခုလက်ရှိအခြေအနေမှာဒါပုံစံကောင်းတွေပြန်ပြီးတော့ရလာတယ်လို့စပိန်အသင်းကတော့လက်ရှိဒါချန်ပီယံလည်းဖြစ်တယ်လို့ခြေစွမ်းပါရလည်းဘာလို့ဘာဆိုဘာမှပြောစရာမလိုတဲ့ဒါအသင်းတစ်သင်းဒီနှစ်သင်းသွားပြီးတော့တွေ့တဲ့အနေအထားမှာကျွန်တော်တို့ဒါဘယ်အသင်းက နေရှင်းလိရဲ့ကျောင်းတာချန်ပီယံဒါဖြစ်သွားမလဲပေါ့နော်စပိန်အသင်းအရပဲဒီပွဲစဉ်မှာအနိုင်ယူပြီးတော့ကျွန်တော်တို့ဒါဒီယာဒီရဲ့ဒါနေရှင်းလိချန်ပီယံကိုဒါထပ်ပြီးတော့ကာကွယ်သွားနိုင်မလားဒါမှမဟုတ်ဒါပိုတူဂီအသင်းအရပဲဒီပွဲစဉ်မှာစပိန်အသင်းကိုအနိုင်ယူပြီးတော့နေရှင်းလိအရဲ့ဒါချန်ပီယံအတစ်ဖြစ်လာမလားဆိုတော့ကျွန်တော်တို့တကယ်ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရမယ့်ပွဲစဉ်တွေပေါ့နော်အဲ့တော့ဒီပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပွဲကြိုသုံးသပ်ချက်လေးနည်းနည်းဒါတစ်ချက်လောက် ကြည့်ကြည့်လိုက်အောင် တော့ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ကပိုတူဂီအသင်းရောစပိန်အသင်းရောကလက်ရှိမှာလူအင်အားပိုင်းမှာကြည့်မယ်ဆိုရင်နှစ်တင်းစလုံးကတော့လုံးဝပြည့်စုံတဲ့အသင်းတွေကြီးပဲပြောလို့ရတယ်ဘာလို့လဲဆိုတော့ပိုတူဂီအသင်းကလည်းအခုလက်ရှိဒါလက်ရွေးစဉ်လူစင်းမှာဆိုရင်လည်းတကယ်ကိုတူအားယုံအားကောင်းတဲ့ကစားသမားတွေကြီးပဲဒါရွေးချယ်ထားသလိုစပိန်အသင်းဘက်ကကြည့်မယ်ဆိုရင်စပိန်အသင်းကအရင်ကတည်းကတိုင်ပဲလူစင်းပိုင်းမှာကြည့်မယ်ဆိုရင်ဘာလို့ဆိုဘာမှပြောကြရမလို့ဗျာအဲစပိန်အသင်းအနေနဲ့ကျွန်တော်တို့ဒါဒီ final ပွဲစဉ်ကိုမရောက်ခင်ဒါ semi final ပွဲစဉ်မှာဆိုရင်လည်းပြင်သစ်ကိုတကယ်ကိုဟိုကလေးနိုင်ခွေးနိုင်ကစားပြီးတော့ AAC တက်လာခဲ့တာဗျာ စပိန်အသင်းအနေနဲ့ကျွန်တော်တို့ဒါနောက်ပိုင်းနေမှာဒါဂိုးတွေနည်းနည်းလေးပြန်ပြီးတော့ပေးလိုက်ရတယ်ဆိုတာလေဒါပေါ့ပေါ့ရောကစားပြီးတော့ဒါဂိုးတွေပြန်ပြီးတော့ခွင့်ပြုလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာပိုတူဂီအသင်းအနေနဲ့ဒါစပိန်အသင်းကိုလွယ်လွယ်ကူကူနဲ့နိုင်ရဖို့ဆိုတော့တကယ်ကိုမဖြစ်နိုင်အောင်နောက်ပြီးတော့အခုလက်ရှိမှာဆိုရင်လည်းကျွန်တော်တို့ဒါယူရိုမှာဆိုရင်လည်းစပိန်အသင်းအနေနဲ့ချန်ပီယံဖြစ်ခဲ့တယ်လို့အခုလက်ရှိဒါ Nation League A မှာဆိုရင်လည်းချန်ပီယံဖြစ်ဖို့ကတော်တော်လေးယာကိုင်းနှုန်း များနေပြဒီပွဲချင်းမှာကျွန်တော်အမှန်တိုင်းပြောရရင်ပိုတူဂီတက်ဆိုင်စပိန်ကိုတော်တော်လေးကြိုက်တယ်စပိန်အသင်းရဲ့ဒါလူချင်းပန်းကိုလည်းကြိုက်တယ်နောက်ပြီးတော့ကွင်းလယ်မှာဆိုရင်လည်းတကယ်ကိုလူအင်းကတော်တော်လေးတောင့်တင်းတယ်လို့ပြောလို့ရတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါပိုတူဂီအသင်းနေနဲ့ဒါစပိန်အသင်းကိုလွယ်လွယ်ကူကူနဲ့ရှင်ပြိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးပိုတူဂီအသင်းဘက်ကိုကြည့်မယ်ဆိုရင်လည်းပိုတူဂီအသင်းအနေနဲ့ကျွန်တော်ဒါအခုလက်ရှိရွေးချယ်ထားတဲ့၄င်းစဉ်လူချင်းမှာကြည့်မယ်ဆိုရင်လည်းတကယ်ကို ဟိုတိုးအားလိုအားကောင်းပါတယ်ဆိုတဲ့ကစားသမားတွေကြီးပဲသူတို့နေရွေးချယ်ထားတယ်ဒါအဲ့အတွက်ကြောင့်မို့လို့ပိုတူဂီအသင်းကိုလည်းကျွန်တော်တို့ဒါ short တက်လို့တော့မရဘူးဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာစပိန်အသင်းကိုတော်တော်လေးကြိုက်တယ်စပိန်အသင်းရဲ့ဒီကစားပုံနေနောက်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့နီကိုဝီလန်နဲ့ယာမယ်တို့ရဲ့ယာမယ်ကကျွန်တော်တော်တော်လေးကောင်းတာဗျဒီနေ့မှာဆိုရင်ကျွန်တော်တို့ဘောလုံးဒီရောတောင်မှာမှန်းလို့ရပြီအခုလက်ရှိမှာဆိုရင်ကျွန်တော်တို့ပြင်သစ်က ဖိုင်နယ်တက်မယ်ဆိုရင်တော့ဒန်ဘီလီအနေနဲ့ဒီ Nation League မှာ Champion ဖြစ်ခဲ့မယ်ဆိုရင်တော့ဒန်ဘီလီကတေချာပေါက်ကြုံတာဘောလုံးဒီရောရဖို့ဆိုတာရခိုင်တော့များသွားတယ်ဒါပေမဲ့ဒန်ဘီလီအနေနဲ့ကြုံတာ Semi Final ပွဲစဉ်မှာပဲဒါစပိန်အသင်းကိုရှုံးနိုင်ရဲ့အတွက်ကြောင့်မလို့ရာမေကတော့ဒီရာဒီမှာဘောလုံးဒီရောရဖို့ကတော်တော်လေးရခိုင်တော့များသွားတယ်အဲ့တော့ဒီပွဲစဉ်မှာထပ်ပြီးတော့ဒါကြုံတာပေါ်တူဂီအသင်းကိုဒါအနိုင်ရခဲ့မယ်ဆိုရင်လုံးဝအတိုင်းမတည်ပဲဗျာအဲ့တော့ဒီရာဒီကတော့ရာမေရဲ့နှစ်လို့ပြောလို့ရသွားပြီပေါ့နော်ကျွန်တော်အမြင်ရဆိုရင်တော့ဒီပွဲစဉ်မှာစပိန်အသင်းအနေနဲ့ဆိုရင်လည်းပေါ်တူဂီကို ဒါလော်လော်လေးကစားလို့ရမှာမဟုတ်တလို့ပေါ်တူဂီအသင်းနေနေဆိုရင်လည်းစပိန်ကိုနိုင်ဖို့ဆိုတာကတကယ်ကိုမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မို့ဒီပွဲချိန်မှာဂိုးတွေရခဲ့မယ်ဆိုရင်တော့မှပဲနှစ်သင်းစလုံးအနေနဲ့ကျွန်တော်တို့ဒါစီးဖိုင်နဲ့ပွဲချိန်တုန်းကလိုပဲစပိန်နဲ့ပြင်သစ်တို့ကစားတယ်လို့မျိုးနှစ်ဖက်သွင်းကိုအဲ့လောက်ကြီးတော့မြင်တွေ့ရမယ်ပွဲချိန်တစ်ခုလို့တော့ကျွန်တော်တို့မမြင်ဘူးအဲဒီပွဲချိန်မှာတကယ်လို့ ကျွန်တော်ဒါဂိုးရခဲ့မယ်ဆိုရင်တက်တင်းနဲ့တက်တင်းနဲ့ကတော့တလုံးกว่าအနေထားလောက်ပဲကျွန်တော်ဒါဂိုးရရမယ်လို့တော့ထင်တယ်ပေါ်တူဂီအသင်းအနေနဲ့ဆိုရင်နောက်ဆုံးပိတ်မှာကျွန်တော်တို့အချိန်ပိုပြီးပြင်နေအထိတောင်မှပဲဆွဲပြီးတော့ကစားရင်ကစားသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဂိုးရရတော့အလောက်ကြီးတော့ဒါများများဆက်ဆက်မြင်တွေ့ရမယ်ပွဲစဉ်တစ်ခုမဟုတ်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်အဲကျွန်တော်ဒီပွဲစဉ်မှာတော့ဒါပေါ်တူဂီကိုလည်းနိုင်စေခြင်းတလို့ကျွန်တော်တို့ဒါစပိန်အသင်းကလည်းအခုလက်ရှိမှာကခြေစွမ်းပိုင်းကတော်တော်လေးကောင်းနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနှစ်သင်းစလုံးကိုတော့ကျွန်တော်တို့ ကြိုက်ပါတယ်ဒါပေမဲ့အကြိုက်ဆုံးကတော့ဒါစပိန်ပေါ့နော်စပိန်ကတော့ဒီပွဲစဉ်မှာတော်တော်လေးကြိုက်ပါတယ်အဲပရိသတ်ကြီးအနေနဲ့ဆိုရင်ရောဂျွန်လာ9ရက်နေ့မနက်အစောပိုင်းတနိုင်ခွဲမှာရှင်မြန်ကစားမဲ့ ကျွန်တော်က Nation League ရဲ့ final ပွဲစဉ်တွေပဲဖြစ်တယ်။ပိုတူဂီနဲ့စပိန်တို့ရဲ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲ။ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ဘယ်အသင်းကအနိုင်ရလက်ကိုဥဆောင်ပြီးတော့ကျွန်တော် Nation League ရဲ့ champion ဖြစ်သွားမယ်လို့ထင်ကြတယ်။ comment မှာတစ်ချက်လောက်ဆွေးနွေးပေးသားကြပါဦး။ MM Media ကိုအဆုံးထိကြည့်ရှုပေးကြရပြည်သက်တယောက်ချင်းဒီတိုင်းကိုကျေးဇူးများရေးတင်ပါတယ်။အားကစားတဲ့အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook, YouTube, TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ ဘောလုံးမွေးတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခမဲတိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်နေမှာပြန်လည်ဆုံးနေကြရမယ်ကျွန်တော်ရာစင်တိဆက်သူဖော်ပါလေးဖြစ်ပါတယ်